အားလုံးမင်္ဂလာပါ UK Master ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion Pay တက်တဲ့အားလုံးမင်္ဂလာပါနာမည်ကျော် Superstar Cristiano Ronaldo တယောက်ဒါလက်ရှိမှာ သူ့ရဲ့ Club Al Nassr ကနေထွက်ခွာသွားနိုင်မဲ့အခြေအနေမျိုးရှိနေတယ်အသက်40ရွယ်ရှိတဲ့ Cristiano Ronaldo ဟာ Manchester United ကထွက်ပြီးတဲ့က Saudi Arabia Club Al Nassr ကိုတနစ်ကိုလောက်ခလာစားတန်းနေရာနဲ့ပြောင်းလာခဲ့တယ်တကယ်လဲ Al Nassr နဲ့ ဒါမန်ယူနိုက်တက်ကထွက်ပြီးတဲ့အချိန်မှာသူအကောင်းဆုံးခြေစွမ်းပြတယ်ပြီးခဲ့တဲ့ရက်ပိုင်းကပြီးသွားတဲ့ဆော်တီပူလီပြိုင်ပွဲမှာသူ twin goal 24ကိုတွင်ပြီးတော့နောက်ထပ်တစ်ချိန် top goal ဆိုတာဖြစ်တယ်ဒါပေမဲ့အာနာစာအသင်းနဲ့သူတက်တန်းထပ်ဖို့မတိုးမမအခုချိန်ထိမရရပဲဖြစ်နေတယ်သူကတော့ကလပ်ရဲ့တောင်းရှိသူတွေကိုတိတ်တဘုံချတဲ့အချက်ကလက်ရှိအသင်းကိုပိုကောင်းတဲ့ competitive ဖြစ်နိုင်တဲ့အသင်းတစ်သင်းဖြစ်တည်ဆောက်စေခြင်းနဲ့နောက်လက်ရှိ နီးပြဖြစ်တဲ့စတက်ဖိုနီပြိုလီနေရာမှာအချားထိုးမဲ့နီးပြသစ်တယောက်နဲ့သဘောကျပြီးတော့တခြားတခြားသောပြောင်းလဲမှုတွေကိုလှုပ်စေခြင်းနဲ့အခုလောလောဆယ်မှာခရစ်စတီယာနိုရိုနယ်ဒိုမှာ option နှမျိုးပဲရှိတယ်ပြီးခဲ့တဲ့ရပိုင်းက FIFA ရဲ့ president Gianni Infantino ပေါ့လေ Gianni Infantino ကပြောလဲဆိုတော့ club world cup ပြိုင်ပွဲမှာခရစ်စတီယာနိုရိုနယ်ဒိုပါနိုင်မဲ့အခြေအနေပါညာပါညာဆိုတဲ့အကြောင်းတွေပြောလာတဲ့အချိန်မှာသူရဲ့အသင်းဟောင်း Real Madrid ကိုပဲပြန်ပြောင်းနိုင်မဲ့ဆိုတဲ့သတင်းတွေတက်တယ်တကယ်တမ်းကျတော့ Madrid က 2018မှာရောင်းပြီးခရင်ကခရစ်ယာန်ရိုနယ်ဒိုကိုဘယ်တော့မှ option တခုနဲ့မစင်စားတော့ဘူး Real Madrid ကစားမတယောက်ကိုရောင်းပြီးပြန်ခေါ်တယ်ဆိုတော့ကျွန်တော်တမိုင်းမှာမရှိသလောက်ပဲအဲ့ချက်ကြောင့်ခရစ်ယာန်ရိုနယ်ဒိုပြန်သွားမယ်ဆိုတဲ့အချက်နောက် club world cup ပါဖို့ဆိုတဲ့အချက်ကလည်းခက်တယ်ဒါပေမဲ့ခရစ်ယာန်ရိုနယ်ဒိုမှာနောက်ထပ် option ရှိတယ်အဲ့ဒါကတော့ Saudi club အသင်းချင်းချင်းအပြောင်းအလဲဖြစ်ဖို့ပဲဆိုတော့အခုလောလောဆယ်မှာ FIFA ရဲ့ club world cup ကိုဝင်ခွင့်ရတာက Etihad ရဲ့ အဟလာနဲ့နောက်အာလီဆိုတဲ့၃သင်းဝင်ခွင့်ရထားတယ်။အဲ့ထက်မှမှကလပ်ဝေါကပ်ကိုဝင်ခွင့်ရတာကတသင်းပဲရှိတယ်။ခုန၃သင်းကချန်ပီယံလီ AFC ချန်ပီယံလီဝင်ခွင့်ရပြီးတော့ကလပ်ဝေါကပ်ဝင်ခွင့်ရတာကအဟလာတသင်းပဲရှိတယ်။ဆိုတော့ဒါအခု40မခိုက်တိုးမှာပေါ်ပြချက်ရခရစ်စတီယာနိုရော်နယ်ဒိုမှာ2 option ရှိတယ်။ first option ကအောင်နာစာနဲ့နှစ်နှစ်တတန်ထက်တိုးတနည်းကိုတန်းနေရတယ်ဒါလက်ရှိကလပ်အသင်းပါပဲဆက်နေဖို့ဖြစ်တယ်။ ဒါပေမဲ့ तू ကအဲ့လိုမျိုးရွေးချယ်မယ်ဆိုရင် तू လိုချင်တဲ့တောင်းဆိုမှုတွေကလပ်အတွက်ဖြည့်တင်းပေးမှုတွေပြုလုပ်နိုင်မှာ तू ဘက်ကလက်ခံမဲ့ option ဖြစ်တယ်။နောက် option ကတော့ Saudi Arabia ရဲ့ပြိုင်ဘက်ကလပ်ဖြစ်တဲ့ Al-Hilal ကိုပြောင်းဖို့ပဲ။ Al-Hilal ကလက်ရှိမှာ Club World Cup ပြိုင်ခွင့်ရတဲ့တင်းတဲ့သော Saudi Club အသင်းဖြစ်တယ်။ FIFA president ရဲ့ command နဲ့ပေါ်ပြတဲ့စကားအရဆိုရင် Ronaldo အနေနဲ့ Saudi ကိုစားပြုပြိုင်မယ်ဆိုရင် Al-Hilal Al-Hilal တသိမ်းမယ်ရှိတယ် ဆိုတော့အဲ့ဒါကတော်တော်လေးခက်တယ်ဆိုတော့ကျွန်တော်အနေနဲ့စဉ်းစားကြည့်တာပေါ့လေဘိုင်မြူနစ်တို နောက်တစ်ပတ်ကရယ်မက်ဒရစ်တိုဥရောပကလပ်တွေခေါ်ဖို့ခက်တယ်ရိုနယ်ဒိုအနေနဲ့ဥရောပကိုပြန်သွားနိုင်ရင်တခုတည်းသောအသင်းပဲရှိအဲ့ဒါစပော့တစ်လစ်ပေါ်မယ်မန်ချက်စတာယူနိုက်တက်လည်းမဖြစ်နိုင်ဘူးဂျူဗန်တက်စ်လည်းမဖြစ်နိုင်ဘူးရယ်မက်ဒရစ်ဆိုပိုတော့မဖြစ်နိုင်ဘူးဆိုတော့သူ့မှာဖြစ်နိုင်ချေအကောင်းဆုံးဟာစပော့တစ်လစ်ပေါ်မယ်ဖြစ်တယ် ် exporting response ဒါလည်းသူတို့က okay yogurt ထွက်သွားတဲ့အတွက်ကြောင့် yogurt ညံပါအစားထိုးဖို့အတွက် christian ronaldo ကိုခေါ်မယ်ဆိုတဲ့အကြောင်း ronaldo ကတကယ်လို့အဲ့ဒီ thing ကိုပြောင်းခဲ့မယ်ဆိုရင်သူ့ရဲ့လစာတန်း200ကနေတနစ်ကိုသူလိုတော့ရ17တန်း73တန်းပဲဘာလို့ sporting မှာအလောက်ပေးနိုင်တယ်ပတ်စံမရှိဘူးဆိုတော့ christian ronaldo ကလောက်ခလာစာအများကြီး short ယူပဲဆိုရင်တော့ဖြစ်နိုင်ချေရှိတယ်ဆိုတော့သူ့အတွက် option က2မျိုးပဲရှိတယ် အာနာစာနဲ့တနစ်တန်း200နဲ့နောက်ထပ်နှစ်ထပ်ထတိုးပြီးတော့ကလပ်သင်းမှာဆက်နေမလားအဲ့လိုမဟုတ်ဘူးကမ္ဘာကလပ်ပြိုင်ပွဲကိုဝင်ခွင့်ရပြီးအရင်တည်းကလည်းခရစ်စတီယာနိုရော်နယ်ဒိုဆိုစိတ်ဝင်စားတဲ့အာဟီလာအသင်းကိုပဲပြောင်းမလားဒီသင်းမှာတော့မီထရိုပစ်ဥဆောင်တဲ့အသင်းဖြစ်တည်တိုင်အောင်ခရစ်စတီယာနိုရော်နယ်ဒိုအတွက်ချန်ရှိတယ်ဒါပဲနောက်ဆုံးမှာမှပို့ဘူးအဲ့ဒါလေးပတ်စံတပြားတစ်ချက်မှမယူဘဲနဲ့ချန်ပီယံလိကစားချင်ပြီးတော့သူ့ရဲ့ home town ဖြစ်တဲ့ Sporting Lisbon ကိုပြောင်းဖို့ ဒီ၃ခုဟာခရစ်စတီယာနိုရိုရဲ့နောက်ဆုံး option ဖြစ်တယ်သူဘလို့ဆုံးဖြတ်ချက်ချမလဲအလန်ဆာနဲ့သူ့ရဲ့ chapter ကိုပြီးသွားပြီလားသူကရောဒီတဲ့မှာဆက်နေနိုင် ပါအောင်မလား comment မှာဝေယမချက်ပြကြပါအားလုံးကြည့်ကြပါလေ